အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ယနေ့ဖတ်ပြပေးမှာကတော့ဆရာဝင်းဖေဤဝိထုတူများတဲ့မှ300တီဆိုတဲ့ဝိထုတူလေးပဲဖြစ်ပါတယ်ခင်ဗျာအားလုံးပဲနားဆင်ခံစားပေးကြပါအောင်ခင်ဗျာတုံးရသည်ဟိုအဝေးမြေပြန့်ဘက်မှာနေပူနေတယ်ဒီဘက်ကတောင်ဆောင်တစ်ခုလုံးတင်ရိပ်အောက်မှာအေးမြနေတယ်တောင်ကြီးမှာစမ်းချောင်းကလေးတစ်ခုရှိတယ် ညင်ငိမ့်လေးတိုးတိုးတိတ်တိတ်စီးဆင်းနေတယ်။တောင်ဆောင်ကတိတ်မြင့်လှတာတော့မဟုတ်ပါဘူး။ရှိလာရင်ပေ300ပေါ့။နောက်ပြီးတစ်ပင်ကြီးကြီးတွေမရှိသလောက်ပဲ။မျက်နဲ့ခြုံရွယ်တချို့ပဲရှိတယ်။မြေပြန့်ဘက်ကိုခက်ပြည်ပြည်ပဲရှော်ဆင်းသွားတယ်။စမ်းချောင်းကလေးဘက်ကိုလည်းဒီလိုပဲခက်ပြည်ပြည်ပါပဲ။တောင်ဆောင်တစ်ခုလုံးမှာကြောက်မြေရဲ့ဟိုနားဒီနားမှာခက်ကျဲကျဲရှိနေတဲ့ကြောက်တုံးကြီးတွေရဲ့မြေသားတက်တက်ရဲ့ဒါပဲရှိတယ်။တကယ်တော့ဒီတောင်ဆောင်မှာလူတွေဆင်းလို့တက်လို့နားလို့နေလို့ကောင်းတဲ့အနေထားပါပဲ။ ခုလိုတင်ရိပ်ကြပြီးအေးမြနေချိန်မှာတော့ဘာပြောစရာရှိတော့မလဲလေကလေးတဖြူးဖြူးနဲ့တိတ်သားရနေတာပေါ့တောင်ကျော်ရဲ့တောကြီးစမ်းချောင်းကလေးအနီးထနောင်းပင်ရိပ်မှာမိုးဖွင့်ထားတဲ့ကားကလေးထိုးရက်လိုက်တယ်လူငယ်လေးတယောက်ကမောင်းလာပြီးကောင်မလေးနှစ်ယောက်လည်းပါလာတယ်သူတို့သုံးယောက်ကားရဲ့ရဲ့ချင်းကြပြားကြရကားပေါ်ကဆင်းကြပြီးဟိုပြေးဒီပြေးနဲ့တန်သေးတန်ကြောင်ကလေးတွေလိုအော်ဟေရင်ပျော်နေကြသေးတယ်လက်ဆက်တဲ့လေကိုလည်းအရသာခံပြီးရှူကြတယ်စမ်းချောင်းကလေးတွေကစမ်းရည်ကိုလည်းတောက်ကြတယ် ကောင်မလေးနှစ်ယောက်ကတော့ပန်းသေးသေးလေးတွေကိုလိုက်ခူးကြတယ်။ကောင်လေးကတော့စမ်းချောင်းထဲမှာရေကူးကျင်ပုံရတယ်။စမ်းချောင်းကလေးပေါ်ကိုမိုးပြီးခက်ဆောင်ဆောင်ပေါက်နေတဲ့ရေတဖန်းပင်ပေါ်ကိုတက်တယ်။ကောင်မလေးနှစ်ယောက်ရှိမှဒိုင်မင်ထိုးပြကျင်တာလည်းဖြစ်နိုင်တယ်။ဒါပေမဲ့ရေလည်းမချိုးပြပါဘူး၊ဒိုင်မင်လည်းမထိုးပါဘူး။ကောင်မလေးနှစ်ယောက်ကတော့ပန်းသေးသေးလေးတွေကိုစမ်းချောင်းထဲပြစ်ချမျောလိုက်ကြတော့ကောင်လေးရှိနေတဲ့ရေတဖန်းကိုင်းကြီးအောက်ကဖြတ်ပြီးဘောလုံးဘောလုံးနဲ့ပန်းကလေးတွေမျောသွားကြတယ်။ကောင်မလေးတစ်ယောက်ကအလကားနေရင်တိတ်ကြီးတာပဲ။ မကြီးပဲနဲ့ချစ်စရာကောင်းတဲ့သူ့မျက်နှာကလေးကကြီးလိုက်တော့ပိုပြီးချစ်စရာကောင်းသွားတော့တာပေါ့သူ့နာမည်ကဂျယ်နီတဲ့နောက်တစ်ယောက်ကတော့နွဲတဲ့တီတီတူတူနဲ့လှတဲ့မိန်းကလေးပဲသူကကွန်ရွဲကလေးရနဲ့ဘာကိုပဲလှုပ်လှုပ်တိမ်မွေ့နူးညံ့တဲ့သဘောရှိတယ်။ကောင်လေးနာမည်ကအောင်သွင်းတဲ့ကြစ်ကြစ်လစ်လစ်နဲ့တောင်တင်းကျမ်းပါတဲ့လူငယ်လေးပဲကောင်မလေးနှစ်ယောက်စမ်းချောင်းကလေးကခွာပြီးတတိယလိုကြည့်လိုက်တော့အောင်သွင်းမရှိတော့ဘူးကားပေါ်ကပစ္စည်းတွေကိုသူတယောက်တည်းအကုန်တည်ပြီးတောင်ဆောင်ကလေးပေါ်တက်သွားပြီး စ္စည်းတွေကနဲတာမဟုတ်ဘူး။ပကြီးရေးတဲ့ကင်းဘတ်၃ပေ၂ပေအရွယ်ကနှစ်ချက်၊စီစည်းတွေစုပ်တွေထည့်တဲ့အိတ်တွေ၊ဤစေလို့ခေါ်တဲ့ပကြီးကားတင်တဲ့ဒေါက်ကနှစ်ခု၊စားဖို့တောက်ဖို့ပစ္စည်းတွေထည့်ထားတဲ့ဂျိုင်းနဲ့ချင်းတော်အရာတွေကိုအောင်သွင်ကသူတယောက်တည်းကျုံးတယ်သွားတယ်။ကြည့်ရတာတော်တော်တော့ရီဖို့ကောင်းတယ်။ကောင်မလေးတွေကအောင်သွင်နောက်ကိုစူးစူးညံ့ညံ့အော်ဟစ်ပြီးပြေးလိုက်သွားကြတယ်။ဂျင်နီကအောင်သွင်ကိုတေးလိုက်မယ်လို့လှမ်းအော်တယ်။ຫນွေကတော့သူ့ပကြီးပစ္စည်းတွေကိုထားခဲ့ဖို့အော်ရင်းပြေးလိုက်တယ်။ အောင်သွင်ကတော့လှဲ့ကိုမကြည့်ဘူးဂျယ်နီကຫນွယ်ပြေးလိုက်တာကို တွေ့တော့ဇွတ်လိုက်ဆွဲတယ်နေပါစေတဲ့အောင်သွင်ဟာသူ့ဟာသူ လူကန်းကောင်းလှုပ်ပြနေတာလှုပ်ပါစေတဲ့အရသာပြတ်သွားလိမ့်မယ်တဲ့ຫນွယ်ကလည်းဂျယ်နီဆွဲထားလို့သာရက်လိုက်ရတာအောင်သွင်ကိုလှမ်းကြည့်ပြီးသူ့ဟာသူအသက်ရှူမြန်နေတယ်နဲတဲ့ပစ္စည်းတွေမှမဟုတ်ပဲပြီးတော့တောင်ဆောင်ကိုတက်ရတာအောင်သွင်ကတော့တန်မာတဲ့ယောက်ျားလေးယောက်ပီတာပါတယ်ပေါ့ပေါ့ပါပါပဲတက်သွားတယ်ဂျယ်နီနဲ့ຫນွယ်ကမှန်မှန်ပဲတက်ခဲ့ကြတယ် နွေကခန့်မြန်မြန်တက်ဖို့လုပ်ပင်မဲ့ဂျင်းဒီကဆွဲထားတယ်တောင်ခူးလက်ကိုရောက်ရင်အောင်းသွင်းနင်းတကယ်တန်ပါတယ်ဟာလို့ပြောလိုက်ပြီးတာပဲတဲ့နောက်ပြီးအေးဘူးတဲ့ကအေးအေးထုတ်တိုက်လိုက်ဒါဆိုဦးကြည့်သွားမယ်အေးထဲမှာနွေချောက်ကိုစူးစူးတယ်အသေးလေးပါဒါပေမဲ့စူးဖျားလေးကနွေချေဖွားထဲမှာကျိုးကြံနေခဲ့တော့ဂျင်းဒီက ထွန်းထုတ်ပေးရတယ်နွေကသူ့ဟာသူလှုပ်ချင်ပေမဲ့မလွယ်ဘူးပြီးတော့ဂျင်းဒီကဆူးဆူးဆက်ဆက်နဲ့လှုပ်ပေးနေတော့ဘဲနဲ့လှုပ်မှာလဲ ိုးကျိုးဆဆဆူးထွင်နေတဲ့ဂျယ်နီကိုຫນွယ်ကအနီးကကြည့်နေတယ်။ဂျယ်နီကတကယ်လှတာပဲ။အသားရည်ကလည်းကောင်းလိုက်တာ။ဂျယ်နီကဆူးထွင်လို့ပြီးသွားတော့ထွက်လာတဲ့ဆူးအဖျားသေးသေးလေးကိုလက်ဝါးပေါ်တင်ပြီးຫນွယ်ကိုပြတယ်။ပြီးတော့နသေးဆက်ကသူ့သပင်တူလေးတပင်ကိုဖျက်ကနေနှုတ်လိုက်ပြီးအဲ့ဒီသပင်နဲ့ဆူးစလေးကို ထိုးကြည့်ထိကြည့်ရင်တခိုးလားဓမြလားတခိုးလားဓမြလားလို့អော်နေတယ်။ຫນွယ်ကဟဟပပစီလိုက်တော့ဂျယ်နီကရောရည်ရင်ຫນွယ်ကိုကြည့်တယ်ຫນွယ်ကသပင်ရှည်နဲ့တိတ်လိုက်တာပဲ ကျက်တီရီရှိလိုက်တာဂျေနီကရည်ရင်မောရင်တောချီမြေပြန့်စီကိုလှမ်းကြည့်လိုက်တော့သူ့မျက်ရည်လည်နေပြီပေးနေရာကျော်လောက်ရှိတဲ့တောင်ခါပြက်ကိုရောက်တော့အောင်တွင်ကပကြီးစာရေးဖို့သူ့ဟာသူပြင်ဆင်ပြီးနေပြီဂျေနီကအောင်တွင်နင်းတကယ်တန်တယ်ဟာလို့ပေါ်တင်ကြီးပြောချလိုက်တော့အောင်တွင်ကလက်မောင်းနှစ်ဖက်ကိုမြှောက်ပြီးဗလာထုတ်ပြတယ်ငွေကအင်းရီကိုမဆောင်နိုင်ဘူးတအားကြီးတာပဲ ဂျယ်နီကငကြောင်းလို့ပြောရင်ခဲနဲ့လှမ်းပေါက်ပင်မဲ့အောင်တွင်က ခဲကိုရှောင်ရင် ကာယဗလအလှပြပုံစံအမျိုးမျိုးလုပ်ပြနေသေးတယ်။ဂျယ်နီရောအောင်တွင်ရောအယူတွေလိုပဲတိတ်ရှိစရာကောင်းတာပဲ။နွယ်ကတော့မရည်ဘဲကို မနေနိုင်ပါဘူးရှိတာပဲ။အောင်တွင်ကနွယ်ရည်တာကိုနောက်ပြောင်နေတဲ့ဂျားကလှမ်းကြည့်တယ်။ဂျယ်နီကလည်းအောင်တွင်ကြည့်တော့ကြည့်မိတာပဲ။နွယ်ကရည်ရင်းနဲ့ပဲဖြက်ကနေချင်းနှောင်းရှိတာကို ပြေးသွားလိုက်တယ်။အေးအေးတတာတွေကအေးအေးတဘူးတော့အောင်တွင်ကိုတိုက်ရမှာပေါ့။ ဟောတော့အောင်သွင်ကသူ့ဟာသူထုတ်တောက်ပြီးနေပြီပဲ။အောင်သွင်ကိုလှမ်းကြည့်လိုက်တော့အောင်သွင်က သူ့တောက်ပြီးပြီတဲ့။ဒါပေမဲ့တဘူးလောက်တော့တောက်ရှင်သေးတယ်တဲ့။နှဲ့လက်တွေကမြန်လိုက်တာ ပေါ်ပါလိုက်တာ။အောင်သွင်အတွက်အေးအေးတဘူးသွားပေးလိုက်တယ်။အောင်သွင်အေးအေးတောက်တာကိုကြည့်ရတာအားရပါးရရှိလိုက်တာ။မမတ်ဆက်ဆက်တောက်တာပဲ။ဘူးတဝက်လောက်ကိုတောက်လျှောက်တောက်ပြီးတော့အောင်သွင်ကတော်ပြီတဲ့။ຫນွယ်ကຈັນແດ່ບູດະວັດကိုອອງຕွင်းແລະແທ້ກະຢູ່ແກ່ເດ ခြေနှောင်းရှိတဲ့နေရာကိုပြန်လာရင်ကျန်တဲ့အေးအေးတဝက်ကိုမော့တောက်လိုက်တယ်။ဂျယ်နီကသူ့သွားလေးတွေတိတ်လှလာအောင်ပြုံးတယ်။အောင်သွင်ကຫນွေရှိတာကိုလာတော့သူ့ခြေလမ်းတွေကမြောက်စွာမြောက်စွာဖြစ်နေတယ်။ကဲကဲຫນွေဘယ်နာမှရေးမှလဲရွေးရွေးຫນွေအတွက်အားလုံးပြင်ဆင်ပေးခဲ့မယ်တဲ့။အောင်သွင်ကပြောတယ်။မလုပ်ပါနဲ့ကိုဟါကိုလုပ်ပါမယ်လို့ပြောလို့ရမှာမဟုတ်ပဲ။အောင်သွင်ပြင်ဆင်ထားတဲ့နေရာနဲ့ဂိုက်340လောက်အကွာမှာနေရာရတယ်။အောင်သွင်ကအကုန်ပြင်ဆင်ပေးတာပဲ။ ဂျယ်နီကလည်းကူလုပ်ပေးပါတယ်ဂျယ်နီမာကတော့ဗီဒီယိုရိုက်ဖို့ကင်မရာပဲပါတယ်လေဗီဒီယိုရိုက်မယ်စားမယ်တောက်မယ်နောက်မယ်ပြောင်းမယ်ဒါကသူ့အလုပ်အောင်သွင်တဲ့ဂျယ်နီနဲ့နောက်ဟဲ့ပြောင်းဟဲ့လောက်ကြပြီဆိုရင်ဒိုင်းကန်ကြီးဖို့ကနှဲ့အလုပ်လေပရိသတ်ကတယောက်ထဲလူပြက်ကနှစ်ယောက်ဆိုတာလို့ဖြစ်နေတယ်ခဏနေတော့အောင်သွင်ရောနှွယ်ရောပကြီးဆဆွဲကြတယ်တင်ရိတ်ကြနေတာကတပိုင်းဟိုအဝေးမှာနေအောင်လင်းနေတာကတပိုင်းအလင်းပိုင်းအမှောင်ပိုင်းကတိတိတတကြီးနှစ်ပိုင်းပြက်နေတယ် အောင်သွင်ရောຫນွေရောအဲ့ဒါကိုပဲအားပြုပြီးရှုခင်းပကြီဆွဲကြတယ်။တဘာဝမှာရှိတဲ့အရောင်တွေထပ်ပိုအားရှိအောင်ကြိုးစားကြတယ်။ຫນွေကရိတ်ကြနေတဲ့တစ်ပင်ခြုံຫນွေတွေနဲ့ကြောက်တုံးတောင်ဆောင်ကိုပို့ပြီးနေရာပေးရည်တယ်။ဒါပေမဲ့စုပ်ကြီးကြီးကန်ရမယ့်နေရာမှာစုပ်သေးသေးလေးတွေနဲ့ပဲရည်နေရတယ်။မမြန်လဲမရည်နိုင်ပါဘူးဖြည်းဖြည်းပဲ။အမောင်ရောင်တွေကိုဆက်တော့ဟတ်တော့လဲအားတက်တရောမလုံနိုင်ဘူး။စေးညှစ်ရတာမလွယ်သလိုပဲ။အောင်သွင်ကတော့ဟိုးအဝေးကအလင်းပိုင်းကိုကြည်ကြည်နေရာပေးတယ်။ အလင်းပိုင်းမှာရှိတဲ့အယောင်တွေကိုတက်နိုင်သမျှပိုတောက်အောင်ပိုပြီးဆူဆူပြည့်ပြည့်ဖြစ်အောင်အရေးပိုင်းကိုတိတိတတ်တတ်ပိုရင်းပြလိုက်တယ်။အမောင်ရောင်ဆိုပေမဲ့ရင်းတဲ့အယောင်စုံနဲ့ကစားတယ်။သူကရေးပြီးရင်နှွဲကိုပြရမှာလေ။ပကြီးရေးရင်နှွဲကိုလည်းလှမ်းလှမ်းကြည့်ရသေးတယ်။နှွဲကတော့ပကြီးရေးနေတာထက်ပရီးစိတ်နေတာနဲ့ပိုတူနေတယ်။ဂျယ်နီက သူ့ဗီဒီယိုကင်မရာနဲ့ရှောက်ရိုက်နေပြီ။အောင်တွင်ပကြီးရေးတဲ့ပုံကိုလည်းရိုက်ယူတယ်။နှွဲကိုတောင်းမျိုးမျိုးကနေရိုက်တယ်။ လွယ်ကဂျယ်နီသူ့ဟာသူအလုံးရှုံနေတာကိုကြည်ပြီးအသက်ကိုပြင်းပြင်းရှူနေရတယ်။ဂျယ်နီမှာဘလူကြီးကြီးဖြက်လက်တွက်လက်တဲ့အလှရှိနေတာပဲ။အဲ့ဒီအကြောင်းကိုအောင်တွင်ကပေါ်တင်ထုတ်ပြောရင်ဂျယ်နီကတီလိုက်ပါလားလို့ပြန်ပတ်တတ်တယ်။အေးလေသူတို့ကတော့ငငယ်ကလေးကအတူကြီးလာတဲ့ငယ်ငယ်ချင်းတွေကိုတခါတလေတော့အောင်တွင်ကနှွဲကိုကြက်တည်ရရှိရှိနဲ့လှချောင်းတက်တက်ပဲထုတ်ပြောတတ်တယ်။အဲ့ဒီအခါမှာနှွဲကလည်းတီလိုက်ပါလားလို့ဂျယ်နီလိုတင်းတင်းပြောလိုက်ချင်တာပေါ့။ ဒါပေမဲ့ဘယ်ပြောလို့ဖြစ်မှာလဲတယောက်နဲ့တယောက်မရင်နီးလှလို့တော့မဟုတ်ပါဘူးဒါပေမဲ့ဂျယ်နီးလောက်တော့ဘယ်ရင်နီးပါမလဲဂျယ်နီးလို့သေးလိုက်ပါလားလို့မဟုတ်တော့တခုခုပြောတတ်ချင်လိုက်တာရင်းရင်းနှီးနှီးပေါ့လေအောင်သွင်ကခဏခဏပြောတတ်တယ်။နွယ်ကသူ့ကိုရင်းရင်းနှီးနှီးသဘောမထားဘူးတဲ့ဂျယ်နီးကလည်းချက်ချင်းထောက်ခံတတ်တယ်။နွယ်ကဂျယ်နီးကိုရောအောင်သွင်ကိုပါသူတက်နိုင်တယ်များအစွမ်းကုန်တရင်တနည်းနေခဲ့တာပဲဒါပေမဲ့ဘာလို့နေလို့လဲမသိဘူးတခုခုလိုနေတယ်လို့ပဲ ။ဘာပဲပြောပြောအောင်သွင်းရောဂျယ်နီရောနွယ်ရီတောင်နောက်တက်ပြောင်းတက်ကြတာတော့အမှန်ပဲ။နွယ်ကလည်းဘရောမှဟန်လို့မနေဘူးရှိတာပဲ။သူတို့ဟာသားတွေကရှိဖို့ကောင်းတယ်။ရှိရတာအရသာရှိတယ်။အောင်သွင်းတဲ့ဂျယ်နီကအငိမ့်စင်ပေါ်ကလူပြက်တွေလိုမဟုတ်ဘူး။ကိုဟါကိုပြောကိုဟါကိုလည်းရှိကြတာပဲ။ဩရှိကရီပွဲဖွဲ့တယ်ဆိုတဲ့စကားကလေးကအတော်လှတာပဲနော်။သူတို့သုံးယောက်စလုံးကိုယ့်အလုံးနဲ့ကိုယ်နှစ်နာရီလောက်မဲနေကြတယ်။အောင်သွင်းကတော့ထုံးစံအတိုင်းတချင်းတကြော်ကြော်နဲ့ပေါ့ တခါတလေအတီဆိုတယ်တခါတလေတော့ ပြောင်းချောချောတွေလျှောက်ဆိုတယ်အဲ့လိုဆိုရင်နှဲ့ကိုလှန်လှန်ကြည့်တတ်တယ်နှဲ့ကတော့ထုံးစံအတိုင်းရှိတာပဲပေါ့ဂျယ်နီကလည်းထုံးစံအတိုင်းအောင်သွင်းကိုမဲကရွေကနဲ့ဆဲတတ်တာပဲဒါလည်းနှဲ့အတွက်ကတော့ရည်ရတာပဲခဏနေတော့နားကြတယ်နှဲ့ကတွတ်တွတ်လက်လက်နဲ့စားစရာတောက်စရာတွေကိုခင်းချင်းပြင်ဆင်လိုက်တယ်မြမဆဆတော့မဟုတ်ပါဘူးတာလဘဆကိုခင်းလိုက်မယ်ပြီးတော့ဆင်ဒရစ်နဲ့ဘာဂါတွေကိုထုတ်အေးအေးတောက်ဖို့ပြင်ဘလောက်ပါပဲ အောင်တွင်တဲ့ဂျယ်နီဝင်းမကူနိုင်ငံမှာအမြန်ပြီးအောင်လှုပ်လိုက်တယ်။အသက်ကိုပြင်းပြင်းရှူရင်းတချင်းလေးလဲဆိုမိညီးမိသေးတယ်။သူပြင်လို့ဆင်လို့ပြီးသွားမှသူ့နားကိုဂျယ်နီအလှင်ရောက်လာတယ်။ဒါရီရှောက်လို့ထားတာလဲလို့ပြောတယ်။ဒါရီဟာအောင်တွင်လောက်ရမှာလို့ဆိုတယ်။အောင်တွင်ကိုခေါ်လာတာဒါရီခိုင်းဖို့ခေါ်လာတာလို့အောင်တွင်ကြားအောင်ပြောတယ်။အောင်တွင်ကသူတို့စီလာရင်ဂျယ်နီကိုချိန်ဆတာပဲ။နှွဲအဖို့တော့ရီပင်းရှင်နေမိတာပါပဲ။ဆဆာနဲ့စားကြတော့ကြတော့လေအောင်တွင်နဲ့ဂျယ်နီကတော့တကြက်ကြက်ပဲ။ နွေကတော့အောင်သွင်းကိုတလှည့်ဂျင်းနီကိုတလှည့်ကြည့်ရင်ရီရတာမောနေတာပဲအောင်သွင်းကဂျင်းနီကိုခက်တီတီနဲ့ပြောယူရတယ်နွေရီရလွန်းတော့လဲမောနေပြီတဲ့အပျော်အပြက်ဆိုပေမဲ့တော်ယုံပဲကောင်းတယ်တဲ့ဂျင်းနီကမျက်စောင်းထိုးတယ်ဒါပေမဲ့နှစ်ယောက်စလုံးအဟုတ်ကိုငြိမ်သွားကြတယ်နွေမှာအမောတက်တာတာပေါ့ခဏနေတော့နွေကဗီဒီယိုကင်မရာကိုယူပြီးခက်ဝေးဝေးထွက်သွားတယ်အောင်သွင်းနဲ့ဂျင်းနီတို့စားတောက်နေကြတာကိုဗီဒီယိုရိုက်မလို့တယ်လေ အောင်သွင်တဲ့ဂျယ်နီကစားရင်တောက်ရင်ຫນွေရိုက်လို့ကောင်းအောင်အိုက်တင်အမျိုးမျိုးလုပ်ပေးကြရတယ်။အရာတွေကလည်းရည်ရည်ရကောင်းတာပဲ။ကဲနှစ်အောင်စလုံးမတက်ရကြအောင်ထိုင်ရပုံတွေကများနေပြီ။အောင်သွင်တဲ့ဂျယ်နီက အေးဘူးတယောက်တစ်ဘူးစီကရင်မတက်ရကြတယ်။အေးဘူးတွေကိုဖောက်မယ်လို့တော့ခဏလေးခဏလေးဟုတ်ပြီဖောက်မယ်။ Ready ဖောက်။အောင်သွင်တဲ့ဂျယ်နီတို့ကအိုက်တင်အပြည့်ပဲ။ကိုကာကိုလာကျွန်ညာအဖြစ်နဲ့ရောင်းစားရင်တော့ရနိုင်မယ်ထင်ရဲ့။ နွေကကင်မရာမှန်ဘလူးကတဆင့်အောင်သွင်းမျက်နှာကိုအနီးကဇွန်းဝင်ကြည့်တယ်။မြင်ကွင်းကနေဂျေနီပြောက်သွားတယ်။အောင်သွင်းပုံကကြီးလာတယ်။အောင်သွင်းမျက်နှာပေါ်ကမှွေးညင်းပေါက်ကလေးတွေတောင်မြင်ရတယ်။နွေလှမ်းကင်ရင်တောင်ရနိုင်မလားပဲ။အောင်သွင်းကတကယ်လူကျော်ပဲ။ယောက်ျားပီတာတယ်။အဲ့ဒါကပိုအေးကြီးတာမဟုတ်လား။အောင်သွင်းကတော့သူ့မျက်နှာကိုအနီးကမှန်ဘလူးနဲ့ဆွဲထားတယ်ဆိုတာပဲသိမှလဲ။ဂျေနီကိုကြည်လိုက်နွေရှိရာကိုလှမ်းကြည့်လိုက်နဲ့အိုက်တင်လုံနေတယ်။ နွေကအောင်သွင်းမျက်လုံးထဲကအယောင်တွေကိုတောင်မြင်နေရတယ်။အောင်သွင်းဟာသူ့မျက်လုံးထဲမှာအလိုလိုဖြစ်ဖြစ်သွားတဲ့အဓိပ္ပာယ်တွေကိုဖုံးဖို့၊ကြွယ်ဖို့မကြိုးစားပါဘူး။သတိလည်းမရပါဘူး။ဗီဒီယိုကင်မရာနဲ့အနီးကဆွဲယူကြည့်မြင်နိုင်တဲ့အမှန်ဘလူးတက်တီကိုအောင်သွင်းမိနေတယ်။နွေကအောင်သွင်းမျက်နှာအနီးကပုံကိုအကြာကြီးရိုက်ယူရင်းအသက်ကိုပြင်းပြင်းရှူနေရတယ်။နောက်တော့ဂျယ်နီရဲ့မျက်နှာအနီးကကိုပြောင်းချိန်လိုက်ပြန်တယ်။လှလိုက်တဲ့ဂျယ်နီရဲ့ ဒါပေမဲ့ဂျန်နီလဲအောင်သွင်းလိုပါပဲသူ့မျက်နာသူ့မျက်လုံးတွေရဲ့အသေးစိတ်တွေကိုနှွေးမြင်နေရတယ်ဆိုတာကိုမေ့နေတယ်သူ့မျက်လုံးတွေထဲမှာပပလေးပေါ်နေနိုင်တဲ့တကယ်အဓိပ္ပာယ်တွေကိုဖုံးစရာဖိစရာမလိုဘူးလို့ပဲထင်နေတယ်နှွေကဗီဒီယိုကင်မရာမှန်ဘလူးကတဆင့်မြင်ကွင်းကိုပြန်ချဲ့လိုက်တယ်အောင်သွင်းတဲ့ဂျန်နီနှစ်ယောက်စလုံးပြန်ပါလာတယ်နှစ်ယောက်ရက်နေကြတာနည်းနည်းကျင်းနေတယ်ကဲ့ရက်ပါဟုတ်ပြီလက်ချင်းချိန်ထားရင်ပိုကောင်းမယ် အောင်သွင်ကဂျယ်နီနဲ့လက်ချင်းတွဲဖို့လုပ်တယ်။ဂျယ်နီကအောင်သွင်လက်ကိုပုတ်ပြစ်ဖယ်ပြစ်တယ်။အောင်သွင်ကနှွဲကိုတိုင်နဲ့တောတဲ့မျက်နှာနဲ့ကြည့်တယ်။ခဏလေးပါဂျယ်နီရဲ့လှုပ်ဆန်းပါဒရန်လုံးတည့်ုပ်တူပေါ်လှုပ်ဆန်းပါ။ဂျယ်နီနဲ့အောင်သွင်ကနောက်ပြောင်နေကြလို့ရည်ရင်မောရင်ရိုက်ယူရတယ်။ကင်မရာတော့သိပ်မငြိမ်ဘူးပေါ့။ဒါပေမဲ့နှွဲကတော့ပျော်နေတာပါပဲ။ဂျယ်နီနဲ့အောင်သွင်ကတကယ်ရည်ရတယ်။နှစ်ယောက်စလုံးတိတ်ချစ်ဖို့ကောင်းတာပဲ။ သူတို့နှစ်ယောက်စလုံးကိုနှွယ်သိမ့်ချစ်နေမိတယ်တကယ်တော့ချစ်ရတာဟာတကယ်ရတာရှိတဲ့အလုပ်ပဲနှွယ်ပြောတာပေါ့ခဏနေတော့ဂျယ်နီနဲ့အောင်သွင်းနှစ်ယောက်စလုံးဘာဆက်လုပ်ရမှန်းမသိတော့အောင်အိုက်တင်ကုန်သွားတယ်ဂျယ်နီကနှွယ်ရှိရာကိုသွားပြီးဗီဒီယိုကင်မရာကိုယူလာတယ်အောင်သွင်းကိုကင်မရာပေးရင်ငါနဲ့နှွယ်နဲ့တွဲရိုက်အောင်ပဲနေရိုက်ပေးโอเคဂျယ်နီနှွယ်စီပြန်သွားတာကစပြီးအောင်သွင်းကရိုက်ယူရပါပဲ နွယ်ကနည်းနည်းတော့ရှက်နေတယ်။ဂျယ်နီကတော့နွယ်စီသွားပြီးကူးမတွေ့ကြလို့မိတ်ဆက်တဲ့ item တွေပါတွေလုတ်တယ်။နွယ်ကလည်းရောယောင်ပြီးလိုက်လို့ရတာပေါ့။အောင်သွင်ကလည်းတဟားဟားရည်ရင်ရိုက်ယူတယ်။ဂျယ်နီကသူ့ကိုယ်သူနိုင်ငံသားသားလူငယ်တယောက်ဟန်ပန်နဲ့နွယ်ကိုကြီးတီးတီးချိတ်တိတ်တိတ်စကားတွေစပြောတယ်။နွယ်ကတော့ရည်နေတာပဲပေါ့။ဂျယ်နီကတဆင့်တက်ပြီးနွယ်လက်ကိုဆွဲတယ်၊နွယ်ပခုံးကိုဖတ်တယ်၊နွယ်ကတော့ရှက်လဲရှက်ရည်လဲရည်။ဘာလို့ရမှန်းလဲမသိ။အမူအရာတွေကတော့တိတ်ချစ်စရာကောင်းတာပဲ။ အောင်တွင်ကနှွဲ့မျက်နှာအနီးကပ်ကိုဇွန်းဝင်လိုက်တယ်။တိတ်ချစ်စရာကောင်းတဲ့နှွဲ့မျက်နှာလေးပေါ်မှာအမူအရာတွေကအမျိုးမျိုးပြောင်းနေတယ်။ဂျယ်နီကနှွဲ့ကိုဖတ်လိုက်တော့နှွဲ့မှာဝယုံသုံးကပေါ့။ကြီးလဲကြီးရတယ်ချစ်ဖို့လည်းကောင်းတယ်။အောင်တွင်ကတော့ဂျယ်နီပုံအနီးကပ်ကိုလည်းမြင်နေရတာပဲ။နောက်တော့ဂျယ်နီကကြမ်းလာတယ်။နွဲကိုခက်ကြမ်းကြမ်းဖက်ရကနေနန်းပစ်တယ်နန်းနာမှ၃လေးကာကိုနန်းပစ်လိုက်တာပခုံးရောလေပင်ရောပါရောနှကန်းတည်ပြီးမနန်းနာ တမီပဲကြံတယ် အောင်တွင်ကတော့အမိရရိုက်ယူတာပဲအောင်တွင်တိလိုက်တာတခုရှိတယ်ဂျေနီက နောက်တလူလူပြောင်းတလူလူနဲ့နှွဲ့ကိုအဟုတ်နန်းနေတာပဲနောက်တော့နှွဲ့ကိုတအားဖက်လိုက်ရင်နှွဲ့မမြင်ရတဲ့နှွဲ့နောက်ကျောဘက်ကိုမျက်နှာရောက်လာတယ်ဂျေနီမျက်လုံးမှာမျက်ရည်တွေဝဲနေတယ်ဂျေနီဂျေနီသတိထားသတိထားမငိုလိုက်နဲ့မငိုလိုက်နဲ့အောင်တွင်ရင်ထဲမှာအော်နေတယ်တော်ပါသေးရဲ့ဂျေနီကလည်းငိုတော့မချလိုက်ပါဘူးလေလာတဲ့မျက်ရည်ကို ထိမ့်လိုက်နိုင်ပါတယ်နှွဲ့လဲအတူတူပဲ သူ့ကိုဂျယ်နီကတကယ်နန်းတယ်ဆိုတာသိတယ်နဲ့တူတယ်။သူ့မျက်လုံးထဲမှာလည်းမျက်ရည်တွေဝဲနေတာပဲ။အောင်းတွင်အမိရတာရိုက်နေတယ်မရှိနိုင်တော့ဘူး။ဂျယ်နီမှာအိုက်တင်လဲကုံရောဂျယ်နီကတခါအောင်းတွင်စီကို ပြေးလာတယ်။ကဲနင်းနဲ့နှွဲ့လှဲ့ငါရိုက်မယ်။နှွဲ့ကတော့အောင်းတွင်နဲ့ဂျယ်နီကိုလှမ်းကြည့်ရင်ပြုံးပြုံးကလေးဆိုပေမဲ့တွေးပြက်နေပြီ။ဒီလူပြက်နှစ်ယောက်နဲ့တွဲရတာမင်းသမီးမှဘယ်လွယ်မလဲ။ကဲပါ၊သွားစမ်းပါအောင်းတွင်ရဲ့အလှဲ့ကြရင်မနှွဲ့စရမ်းလေ။ ွားလေဗာပြန်ကြည့်နေရလဲဟိုမှာမင်းသမီးစောင့်နေပြီနှွဲထွက်ပြေးကျင်လာပြီခြေထောက်တွေကလည်းလှုပ်လို့မရမျက်နှာကဘာလို့ပြုံးနေရတာလဲမသိဘူးဖြတ်ပြစ်လို့လည်းမရဘူးအောင်သွင်တဲ့ဂျယ်နီကိုပေါင်းနေမှတော့သူတို့လိုပဲဟိုဟိုမဟုတ်ဟုတ်တက်နိုင်တယ်များလိုက်ကြောင်ရတော့မှာပေါ့အနီးနားမှာဘသူမှမရှိပဲနှွဲရဲ့အလိုက်ထိုက်ပေါ့ဒါပေမဲ့တကယ်တမ်းအောင်သွင်ကကြမ်းလာရင်နှွဲနေဘဲနဲ့လှုပ်မလဲဂျယ်နီငကြောင်မကရှောက်လို့တာကိစ္စမရှိဘူးအောင်သွင်ကပါအကြောင်ရိုက်လာရင်ဘဲနဲ့လှုပ်မလဲ ဇာတိကိုဘလို့ဖုံးမလဲစောစောကဂျေနီအောင်သွင်းနဲ့တွဲတော့ပိုင်လိုက်တာ ရင်းစိမ့်နဲ့မက်ဒလင်အိုင်တင်ဖမ်းသွားကြတယ်။ဘာပဲပြောပြောအိုင်တင်ကအိုင်တင်ပါပဲတကယ်အရှိကအရှိပါပဲသူတို့အနီးကမှန်ပြောင်းအကြောင်းမေ့နေခဲ့ကြတယ်မဟုတ်လားဟုတ်တော့ဒုက္ခပဲကိုယ်လည်းကြတော့သူတို့ကအနီးကမှန်ပြောင်းနဲ့ကြည့်ကြတော့မှာပဲဒုက္ခပါပဲမိနွယ်နင်ဘလို့ရှောင်မလဲဘလို့ဖုံးမလဲစဉ်းစားမနေနဲ့အချိန်ကမရတော့ဘူးအောင်သွင်းလာနေပြီနွယ်တိတ်မကြောက်ပါနဲ့အောင်သွင်း နင်တိတ်ပြီးယူချင်အောင်မဆောင်နဲ့နော်။နွယ်ကြောက်နေပြီ။အမေယူမငါဘာလို့ယူချင်အောင်ဆောင်ရမှာလဲ။နင်သာအချက်မရှိတိုင်းအောင်သွင်းနင်စကားမများနဲ့ခုငါလှက်ငါဒရိုက်တာငါခိုင်းတယ်လို့လောက်တာပဲ။ဒုက္ခပါပဲကိုအောင်သွင်း။ तू ကြိုက်တယ်လို့ခိုင်းမှာတဲ့။ဘာမှမကြောက်ပါနဲ့။ဒရိုက်တာအတုံးမကြရင်ဒရိုက်တာကိုအလုပ်ဖြုတ်ပြမယ်ဒါပဲ။ကဲငါတို့ကဘာလို့ရမှာလဲ။ဒီမဲ့အောင်သွင်းနင်ရောငါမယုံဘူး။တည်တည်ချာချာနားထောင်ငါပြောထားမယ်။ င်တို့နှစ်ယောက်ကမောင်နှမတော်တယ်ဟုတ်ပြီလားမောင်နှမတော့ဘင်္ဂလားမောင်နှမမဟုတ်ဘူးအောင်သွင်းကြားလားကြားပါလေဟာအဲ့တော့ဘာအရင်လောက်ရမှာလဲဘာမှခက်ခက်ခဲခဲမဟုတ်ဘူးမောင်နှမနှစ်ယောက်လက်တွဲပြီးလမ်းလျှောက်သွားကြတာကိုရိုက်ယူမယ်ဒါပဲကဲလှုပ်လျှောက်ကြလမ်းလျှောက်ရင်စကားပြောကမ်းပါသေးလားပါတယ်လေမပါရင်ကြောင်တောင်ကြီးဖြစ်နေမှာပေါ့ဘာရီပြောရမှာလဲကြည့်ပြောဖို့ဟာနင်ကလည်းတုံးလိုက်တာဂျင်းနီကအောင်သွင်းနဲ့ပြတောက်ပြတောက်ပြောရင်ကင်မရာကတော့လည်နေပြီ အနီးကမှန်ဘလူးကတဆင်မျက်စိတငယ်ဖြစ်နေတဲ့နှွက်ကိုရိုက်ယူနေပြီးအတိတ်ဘယ်တွေအမျိုးမျိုးထွက်နေပြောင်းနေတဲ့နှွက်မျက်နှာလေးဟာဘလောက်စိတ်ဝင်စားစရာကောင်းတယ်လဲဒီပုံမျိုးတွေ့ရဖို့မလွယ်ပါဘူးကဲလှုပ်လှုပ်ရှောက်ကြလေဟာဂျယ်နီကမြင်ကွင်းကိုပြန်ချဲ့လိုက်တယ်အောင်သွင်တဲ့နှွေနှစ်ယောက်ပေါ်လာတယ်အောင်သွင်တဲ့နှွေတို့နှစ်ယောက်တွဲပြီးလမ်းလျှောက်ကြတယ်ဂျယ်နီကအမိအရရိုက်လိုက်တယ်နှစ်ယောက်တိတ်မထက်စီနဲ့ဟုတ်ပြီဟုတ်ပြီ နှွေးမျက်နှာပေါ်လာပြီးအောင်သွင်ပြောလေဟာနင်းရလဲဘာပဲဖြစ်ဖြစ်တခုခုတော့ပြောမှာပေါ့ညီမလေးရှင်ညီမလေးကိုကိုကိုချစ်ပါတယ်ဟောဒုက္ခပဲနှွေးမျက်နှာမထားတဲ့အိုးဘာမှန်းလဲမသိဘူးနှွေးအိုးနှင်းခွန်းနှင်းဖြစ်တော့မယ်ဂျင်းဒီကလှမ်းអော်တယ်နွယ်ပြောလေအကိုကညီမလေးကိုချစ်ပါတယ်လို့ပြောခွင့်ရှိတယ်လေညီမလေးကလည်းကိုကိုကိုချစ်ပါတယ်လို့ပြောရင်လေဖြစ်တာပဲဥစ္စာ နှွဲကိုအဲ့ဒီနီးနေကယ်လို့မရပါ။နှွဲကသူတို့လောက်ပဲကြောင်နေမှာလေ။ဒုက္ခပဲ။ Sorry နှွဲ။ကိုတခြားစကားပြောင်းပြောမယ်။ Jenny ဆက်ရိုက်ဆက်ရိုက်။နှွဲကိုအောင်သွင်ကဇွတ်ကယ်လိုက်တယ်။ Jenny ကတော့နှွဲရဲ့နီးကပ်အမူအရာကိုပဲဆွေးရိုက်ယူနေတယ်။မြမလေးဒီနေ့ဆောင်းမွေးဖြေနိုင်ရဲ့လား။ဖြေနိုင်ပါလေကိုအောင်သွင်။ဟိုးမင်းသမီးဒါရန်တော်မှားနေတယ်။ဖြေနိုင်ပါလေကိုကိုပဲဖြေရမယ်လေ။ပြန်မေးပါ။ပြန်ဖြေပါပြန်ဖြေပါ။ သူတို့မှာတဝါဝါတဟားဟားနဲ့ပျော်စရာကြီး၊လွဲ့မှာတော့ရှက်လဲရှက်ပျော်လဲပျော်ကြည်နူးတာလဲပါတယ်။ဒါပေမဲ့အသက်ကိုတော့ပြင်းပြင်းရှူရှူနေရတယ်။ညီမလေးဒီနေ့စာမျိုးဝဲဖြေနိုင်ရဲ့လား။ဖြေနိုင်ပါတယ်ကိုကို။ဟိုးပြန်ရိုက်မယ်၊နှဲ့စကားပြောတဲ့အချိန်မှာကိုကိုကိုကြည့်ပြီးအိုက်တင်လောက်ပါ။ခေါင်းရင်းငုံထားတာမကောင်းပါဘူး။ပြန်ရိုက်မယ်။နောက်တစ်ခါပြန်ရိုက်တော့နှဲ့ကအောင်သွင်းမျက်နှာကိုမော့ကြည့်ပြီးဖြေနိုင်ပါတယ်ကိုကိုလို့အိုက်တင်လောက်ပါတယ်။ကြောက်ကြောက်လန့်လန့်နဲ့နှဲ့ရဲ့အိုက်တင်ကတိတ်ချစ်စရာကောင်းပါတယ်။ အဲ့ဒါကိုလည်းအနီးကပ်ရလိုက်တယ်။ Okay နှစ်ယောက်စလုံးရဲ့ profile ဘေးတိုက် item တော့ရပြီ။ရှေ့တက်တက်ကရိုက်မယ်။ဒီဘက်ကိုတက်တက်တက်ခဲ့ကြပါ။ဟုတ်ပြီတက်တက်လာပါ။ဟုတ်ပြီအဲ့ဒီကြောက်တုံးကြတော့အကိုကြီးကအရင်တက်ပြီးညီမလေးကိုလက်ကမ်းကြိုပါ။ဖေးမတင်လိုက်ပါ။ဟုတ်ပြီအောင်သွင်ကနှွေရဲ့လက်ကိုဆွဲပြီးမတင်လိုက်တယ်။နှွေကအချိန်လွန်လာတော့အောင်သွင်က ထိမ့်ပြီးဖတ်ထားလိုက်ရတယ်။အမလေးကတော့နော်။နှွေကလန့်ပြီးဇွယုံလိုက်တယ်။အောင်သွင်ကလည်းလှုပ်ပေးလိုက်ရတယ်။ ုံးလိုက်တာကွာဒရန်လုံးတရုတ်ပါဆိုဘာလဲကွာအမလီရောကတော့ရောဂျယ်နီနော်နင်တိတ်လူလည်းမလုံးနဲ့ကဲပါထားပါဆက်လျှောက်မယ်တောင်ပေါ်လေးလေးတိုက်လာပြီညမလေးကချမ်းရှာရော့မယ်ကိုကိုကြီးကပခုံးလေးတော့ဖတ်ပါဖတ်လေဟာဂျယ်နီဖတ်ပါဆိုဟာခဏလေးပါဘာလို့မှမသိအောင်တွင်ကဂျယ်နီကိုပြန်ပြောမနေတော့ပဲနှွဲပခုံးကိုဖတ်လိုက်တယ်နွေကလည်းကိုကလေးကိုကြုံလိုက်ပင်မဲ့လိုက်တင်ပါပဲအဲ့ဒီလိုနဲ့ဆယ်လန်းလောက်လျှောက်လာပြီးမှကဲတော်ပြီဟာ အောင်တွင်ကနှွဲကိုဖတ်ထားရမှလက်ဖြုတ်ပြီးဂျင်းနီရှိရာကိုလာခဲ့တယ်။ရလား။တိတ်ရတာပေါ့နှွဲတိတ်မိတယ်ကွာ။ဟိုကြောက်တုံးကိုတက်လိုက်တော့ဖြစ်သွားတဲ့အိုက်တင်ရောဒီနားမှာညီမလေးချမ်းမဆိုလို့ကိုကိုကြီးကဖတ်လာတာလေးရောတိတ်မိတယ်။ဂျင်းနီကပြောရင်းဆိုရင်နှွဲချစ်ပြည့်လက်ပြည့်ထိုင်နေတဲ့နေရာကိုရောက်လာတယ်။နှွဲကခေါင်းငုံထားရင်အသက်ကိုပြင်းပြင်းရှူနေတယ်။ဂျင်းနီကနှွဲဘေးမှာထိုင်လိုက်တော့မှနှွဲကိုကြည့်ပြီးဂျင်းနီလန့်သွားတယ်။နှွဲကငိုနေတယ်။ဟင်နှွဲငိုနေတယ် နွယ်ဂျင်းနီကိုစိတ်ဆိုးလို့လားဟင်အဲ့လိုဆိုရင်ဂျင်းနီတောင်းပန်ပါတယ်နွယ်ရဲ့နော်အောင်သွင်းသူတို့စီပြေးလာတော့မနွယ်ကဂျင်းနီကိုပြုံးပြရင်ခေါင်းခါတယ်အောင်သွင်းကိုလည်းကြည်ပြီးပြုံးတယ်နွယ်ငူတာမဟုတ်ပါဘူးနွယ်လေးဝမ်းသာလွန်းလို့မျက်ရည်ကျတာပါအမလေးလန့်သွားတာပဲနွယ်ရဲ့အေးဗျာမနွယ်ရလည်းလန့်နေကြဟိုနွယ်လေးဗီဒီယိုရရင် တွေးလိုက်မိတာတွေအများကြီးပဲကုတလုံးနွယ်ဘဝမှာအားလုံးပြည့်စုံနေတယ်လို့ပဲ နှွဲကိုကြီးကလည်းနှွဲကိုအလိုလိုက်တာနှွဲလို့ရှင်တာလို့အကုန်ခွင့်ပြုတာပဲဟုတ်တယ်နှွဲကိုကြီးကနှွဲကိုတိတ်ချစ်တယ်နော်ဂျယ်နီကိုလည်းနှွဲတိတ်ကျေးဇူးတင်တာပဲဂျယ်နီနဲ့နှွဲတိကြရတာတိတ်မကြသေးပေမဲ့ဂျယ်နီနှွဲကိုတိတ်နားလဲတာပဲဒါကတော့နှွဲကလည်းဂျယ်နီကိုတိတ်နားလဲခဲ့တာပဲဥစ္စာကောင်အတွင်းကိုတော့တိတ်အားနာတယ်ဟာဘာအားနာစရာရှိလို့လဲဗျာ မဟုတ်ဘူးလေ။နွေကကိုအောင်သွင်းတခြင်းဆိုတဲ့နေရာတွေရောပကြီးရေးတဲ့နေရာတွေရောတကောက်ကောက်ရှောက်လိုက်နေကြတာမဟုတ်လား။ဒါကတော့မနွေရလဲဝန္ဒနာပါတယ်မဟုတ်လား။ကျွန်တော်တို့အဖော်ရတယ်လေ။ကျွန်တော်ပြော့ပါတယ်။ကူးကြည့်လေ။ဒီနေရာကိုကျွန်တော်ခေါ်ခဲ့တာပါ။မနွေရဇွတ်လိုက်လာတာမှမဟုတ်ပဲ။ဒီမဲ့နွေဒီကောက်ဘာမှအားနာစရာမလိုဘူး။ဒီကောက်ကလည်း तू မကြည့်ရင်ဘသူမှအားနာတတ်တာမဟုတ်ဘူး။ तू ပကြီးဆွဲထွက်ရင်ဂျင်းနီကိုဘယ်တော့မှမခေါ်ဘူး။တခုတော့ရှိတယ်။ ဂျန်နီယာလည်းမလိုက်ချင်ပါဘူးဒီတစ်ခါတော့ຫນွေနဲ့ဖော်ရအောင်လိုက်ခဲ့ပါဆိုပြီးခေါ်လာတာတိလားဒီလိုဆိုတော့လေတုံးယောက်သားရီမိကြပြန်လေဘာပဲဖြစ်ဖြစ်ကိုအောင်သွင်းတဲ့ဂျန်နီကိုຫນွေတိတ်ကျေစုတင်ပါတယ်ကဲကင်မရာပေးຫນွေရိုက်အောင်မယ်ဘာလဲဒီကောင်နဲ့ဂျန်နီနဲ့နှစ်ယောက်တွဲဖို့လားဒါပေါ်ဒီမှာပဲနေခဲ့ကြຫນွေဟိုဘော်ကတက်ရိုက်မယ်အောက်ကပလင်းလဲပါကျင်တယ်ຫນွေကပြောပြောဆူဆူနဲ့တောင်ဆောင်အတိုင်းတက်သွားတယ်ဂျင်းနီ နင်းတိတ်ကကြံသေးလို့လားအမလေး180ဝေးကြီးအများကြီးကြံတယ်နှွေကတောင်ကမူကလေးပေါ်ရောက်လာပြီးအောက်ကိုကြည့်လိုက်တော့ဂျယ်နီနဲ့အောင်သွင်းရှင်ရက်နေကြတာကိုတွေ့ရတယ်အောင်သွင်းနဲ့ဂျယ်နီကတိတ်လိုက်တာပဲနယ်အောင်စလုံးကတိတ်ကြမ်းမှကြန့်ခိုင်ကြတယ်နှွေလိုလေခဏခဏအသက်ပြင်းပြင်းရှူနေကြရတာမဟုတ်ဘူးနှွေကကင်မရာနဲ့ချိန်ပြီးအနီးကပ်ဆွဲလိုက်တယ်တိတ်အနီးကပ်ကြီးထိမရပါဘဲဂျယ်နီနဲ့အောင်သွင်းကိုတော်တော်အနီးကပ်ထိမြင်ရတယ်နယ်အောင်စလုံးကသူ့ကိုမော့ကြည့်နေကြတယ် နှွဲစိတ်ထဲမှာခစ်တဲ့ကောင်းငင်ပုံသားနှစ်ယောက်ကိုကြည့်နေရတယ်လို့ပါပဲ။မျောစလုံးရဲ့မျက်နှာကလေးတွေကလှလိုက်တာ။ကဲဒရိုက်တာကြီးပြောတို့ဘာအတင်လောက်ရမှာလဲ။နှွဲကဘာမှပြန်မပြောနိုင်ခင်မှာနှွဲဒီတစ်ခါအပြောင်းလဲကြီးဖြစ်သွားအောင်ဖိုက်တင်ခန်းရိုက်ဗျာ။အိုးဘယ်ဖြစ်မှာလဲအကျန်းရန်တွေနှွဲမကြိုက်ပါဘူး။တယောက်နဲ့တယောက်ချစ်ချစ်ခင်ခင်ရင်းနှီးနှီးပဲကောင်းပါတယ်။နှွဲအဲ့ဒါမလွယ်ဘူးထင်တယ်။ဂျယ်နီကလှမ်းអော်တယ်။ နွယ်ကအောက်ကိုကြားအောင်လှမ်းអော်ရတာတော့မလွယ်ဘူးပင်မန်းတယ်နွယ်ကျွန်တော်ကဒီကောင်းကိုဖက်လားပြူလာလုပ်လို့မရဘူးဒီကောင်းကိုဝဲလဲပေါက်ဘူးတယ်ငငယ်ရလဲကြောက်ပေါက်ဘူးတယ်အမေနင်းတော့အောင်သွင်းတဲ့ဂျင်းဒီကအောက်မှာလိုက်ဟဲပြေးဟဲရိုက်ဟဲရှောင်ဟဲဖြစ်နေကြပြီ နွယ်ကလည်းအမိအရလိုက်ရိုက်တယ်ဂျင်းဒီကတစ်ကန်းကြောက်တစ်ခုကိုကောက်ပြီးအောင်သွင်းကိုလိုက်ရိုက်တော့အောင်သွင်းခုံခုံရှောင်ပြီးလှက်ပတ်ပြေးနေတာတိတ်ကြီးရတာပဲဂျင်းဒီနဲ့အောင်သွင်းဟာပြေးဟဲလိုက်ဟဲလဲလောက်ရသေးတယ် နွယ်ရှိရာကိုလည်းလှလန်းကြည့်ရသေးတယ်။နွယ်ကတော့အနီးကမှန်မလူးနဲ့ဆွဲဆွဲပြီးကြည့်နေတာမဟုတ်လား။သူတို့အမူအရာအသေးစိတ်တွေကိုမြင်နေရတာပေါ့။တိတ်ကြီးရတာပဲ။တိတ်လဲချစ်စရာကောင်းကြတယ်။နွယ်ကရိုက်ရင်းရှိနေတယ်ဆိုတာသိကြတော့အောင်သွင်ရောဂျယ်နီရောဟာတာတွေပို့လောက်ကြတယ်။နောက်မှမောလုံးမကမောလာလို့ပြေးလိုက်ကိုရက်ပြီးနွယ်ရှိရာကိုလှမ်းကြည့်လိုက်တော့နွယ်မရှိတော့ဘူး။ဟင်နွယ်ဘယ်ရောက်သွားပါလဲ။အောင်သွင်ရောဂျယ်နီရောတယောက်မျက်နှာတယောက်ကြည့်မိကြတယ်။ နွယ်ကပိုမြင့်တဲ့တောင်ဆောင်အတိုင်းပြေးတက်နေတယ်။ခြုံနွယ်တစ်ပင်ကြားတွေကဖြက်ကနေဖြက်ကနေမြင်လိုက်ရတယ်။နွယ်မပြေးနဲ့မတက်နဲ့ပြေးမတက်နဲ့အောင်သွင်းအတန်နဲ့မှကြားရလောက်တဲ့အမြင့်ကိုနွယ်ရောက်သွားပြီ။ဂျယ်နီကလည်းပြေးတက်တယ်။အောင်သွင်းကတော့ပိုပြီးမြ мян ပြေးတက်နိုင်တာပေါ့။ဒုက္ခပဲအောင်သွင်းနင်းမြန်လိုက်စမ်းငါ့ကိုမဆောင်နဲ့လိုက်လိုက်မနွယ်မပြေးနဲ့ပြေးမတက်နဲ့အောင်သွင်းကအော်ရင်ပြေးလိုက်ရတယ်။ နွယ်ကတော့ဗီဒီယိုကင်မရာကိုလက်ကကန်ရင်စွပြေးတတ်တယ်သူ့အသက်ရှူတန်ကတိတ်ပြင်းနေပြီဒီထက်ပြင်းလာရင်တော့တေဖို့ပဲရှိတော့တာပဲဂျယ်နီကနောက်မှကြံနေခဲ့ပြီးနွယ်ကတောင်ထိပ်ရောက်တော့မယ်မပြေးပါနဲ့လို့လည်းပြောလို့လည်းမရဘူးအောင်တွင်ရှိသမျှအားကိုဖြစ်ညှစ်ထုတ်ရင်ပြေးတတ်တယ်ဂျယ်နီကခြေချော်ပြီးလဲကျသွားတယ်အောင်တွင်တိလိုက်ပင်မဲ့ခဏပဲလှည့်ကြည့်နိုင်တော့တယ်ဂျယ်နီကလည်းနွယ်စီကိုသာအမိလိုက်ဖို့လဲရာကအော်နေတယ်တောင်ထိပ်မှာလေပြင်းတိုက်နေတယ် နွယ်လဲကြနေရာကအာယူထားရင်ဗီဒီယိုကင်မရာနဲ့တက်လာမဲ့အောင်သွင်တို့ကိုရိုက်ယူဖို့ကြိုးစားသေးတယ်။ဒါပေမဲ့မရပါဘူး။မူးလွန်းလို့လဲကြသွားတယ်။နှာခေါင်းထဲကသွေးတွေယိုကျလာတယ်။လေကိုလည်းပါးစပ်နဲ့တအားရှူနေရပြီ။အောင်သွင်ရောက်လာတော့နွယ်ကိုပွေထူလိုက်တယ်။နွယ်နှာခမ်းထောက်မှာလည်းသွေးစသွေးနာတွေမြင်နေရပြီ။မနွယ်မနွယ်ဘာဖြစ်လို့ပြေးတက်လိုက်ရတာလဲဗျာ။ဂျယ်နီလည်းပုံးပဲ့ဒဏ်ရာတွေနဲ့ပြေးတက်လာကနွယ်ရလဲကွာဘာဖြစ်လို့အပင်ပန်းခံရတာလဲ။ ောင်သွင်ကသူ့လက်ကင်ဘွားကိုထုတ်ပြီးနှဲ့ရဲ့နှကောင်းနဲ့ပါဇက်ကရှံကြလာတဲ့သွေးတွေကိုတုပ်ပေးတယ်။တုပ်လို့မနိုင်နိုင်ပါဘူး။သွေးတွေကဇက်တိုက်ထွက်နေပြီပဲ။နှဲ့ကတော့အောင်သွင်နဲ့ဂျယ်နီကိုအတက်နိုင်ဆုံးအားယူပြီးပြုံးကြည့်နေတယ်။နှဲ့နှဲ့တိပါပြီလို့အကိုကြီးကိုလည်းပြောခဲ့ပြီးပါပြီကိုအောင်သွင်။ဘာဘာပြောခဲ့တာလဲမနှဲ့။နှဲ့ကဘာတိတာလဲဘာလို့တိတာလဲ။နှဲ့ကအားယူပြုံးပြရင်အလုံးပြောစရာကောင်းတဲ့ဒီအချိန်တွေဟာ နှွေးဘဝရဲ့နောက်ဆုံးအချိန်တွေပါဂျယ်နီရဲ့ဟာမဟုတ်တာရေဂျယ်နီဘာလဲနှွယ်ကိုအောင်သွင်းအောင်သွင်းကပြန်ထူးနိုင်လောက်အောင်အားမရှိတော့တိတ်ကိုကျေးဇူးတင်ပါတယ်နှွယ်မျက်စီတွေမှိတ်သွားတယ်နှွယ်နှွယ်အောင်သွင်းလောက်ပါဦးသတိမိသွားတာထင်တယ်ရင်ကုန်တယ်ရင်ကုန်တယ်နားတော့ကြည်စမ်း ဂျယ်နီကကြပြားကြရနှဲ့ရင်ခုံတံကိုကပ်ပြီးနားထောင်နေဟုတ်တယ်ဟုတ်တယ်လှုပ်အောင်သွင်းတို့အများဆုံးဆင်းအောင်ရအောင်တွားကြမှာဖြစ်မယ်အောင်သွင်းပြနေပြီနှဲ့ကိုပွေ့ချီလိုက်ပြီးတောင်ဆောင်အတိုင်းအများဆုံးဆင်းကြတယ်ဒေတွေကလည်းအတိုက်ကျမ်းလာလိုက်တာတောင်ကြီးကိုဆင်းကြရတာကလည်းကြာလိုက်တာဘာပဲဖြစ်ဖြစ်ဂျယ်နီရောအောင်သွင်းပါရှိသူမဲ့စုအင်အားတွေကို ထုတ်ပြီးအတက်နိုင်ဆုံးမြန်အောင်ကြိုးစားခဲ့ကြပါတယ် အဲ့ဒီနေ့ညနေ6နာရီမိနစ်20မှာမက်ရင်ွယ်ဆွေလို့ခေါ်တဲ့မက်ွယ်ဟာဘဝတစ်ပါးကို ပြောင်းသွားရှာပါတယ်။နားစင်ခံစားပေးကြပါတော့အရောက်စီတိုင်းကိုကျေးဇူးအများကြီးတင်ရှိပါတယ်ခမညာ။